ဟောဘုံကအထက်ကရာဆရာတော်ကလည်းတပ်ဖတ်ဟိုညွှန်ကြားထားပါတယ်နော်အေဟောမကဘာဒုက္ခိနောဝတိအာတိဟိအတ္တတရားဟိဂါတာဟိနန္ဒမကရာတောတေတံဘေကုဏဟိတဒုက္ခဟိတဒုက္ခကမ္မပဋ္ဌနာဝတိနတတ္တိတုမေတ္တာဘာဝနာတတ္တိတဝဣဒာနိအဟိတဒုက္ခဒုက္ခနာကမ္မပဋ္ဌနာဝတိနာဘိတံတတ္တိတောအာဟာနာပရပရဏိကိုပိဋ္ဌာတိစသည်ဖြင့်ဖွင့်ထားတယ်နော် ကဘာရီရဲ့အကျိုးစီးပွားကိုလိုလားတောင်းတတဲ့စိတ်ထားဖြင့်သာမေတ္တာဘာဝနာဆိုတာစီးဖြင့်အတ္တိမဟုတ်ကဘာရီအပေါ်နဲ့ကြက်ရောက်လာမဲ့ဆင်းရဲဒုက္ခတွေလည်းမကြက်မရောက်ပါစေနဲ့ဆိုတဲ့စိတ်ထားဖြင့်လည်းမေတ္တာဘာဝနာဆိုတာစီးပြန်ကောင်းတယ်လို့မေတ္တာဘာဝနာစီးပြန်ပုံကိုတောင်းတနည်းညွှန်ကြပေး။ဒါကြောင့်ဒီနည်းမျိုးမျိုးတွေညွှန်ကြပေးနေရတယ်လို့မင်းရင်တော့ကဘာရီမှာခုနကပွားများလိုက်တဲ့အချိန်ခါမှာအာယုံကထင်ရှားတာလည်းရှိတတ်တယ်။အာယုံကမထင်မရှားလည်းဖြစ်တတ်တယ်။ အဲ့ဒီလိုထင်ရှားတဲ့ပုဂ္ဂိုလ်အတွက်ကတော့အကြောင်းမဟုတ်ဘူးမထင်ရှားတဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့လို့ရှိရင်တတတတ္ထစိတံဒုက္ခဒိဋ္ဌိတတ္တမဒေသံဘိက္ခုနာယတ္တယံဝိဘုဒ္ဓအာရမဏံတတတတ္ထစိတံတန်ထာပိဒုက္ခမောတတသံဝရာတိဒုက္ခတိက အာရမဏံတိဘေဒဒီပကံယေကေစီတိဣမံဂတာဒွယမဟာဆိုပြီးအတ္တကရကရှင်းထားတယ်တခါတလေအဲ့ဒီ၁၂မျိုးကိုလှက်ပြီးတစ်ခုပြီးတစ်ခုပွားနေလို့ရှိရင်တခါတလေတချို့တချို့မှာမေတ္တာစံကပိုပြီးထင်ရှားလာတတ်တယ်။ထင်ရှားရ ဘာဝနာအာယုံနဲ့မိမိရဲ့ဘာဝနာစိတ်ကိုညီမစွာအကပ်ပြီးတော့မေတ္တာဇံကိုဝင်စားစေလိုတဲ့ဥဒိကျဖြင့်ဘုရားရှင်ဒီလိုမေတ္တာပွားဖို့ဤအမျိုးမျိုးကိုခေါ်ပေးနေတယ်။ဒီဘက်မှာတော့သံသာဒုက္ခကိုလိုလားတောင့်တတဲ့စိတ်ထားဖြင့်လေမေတ္တာဘာဝနာပွားများဖို့နေကိုဒုက္ခ၄ဒုက္ခတိတ်က၃ဒိတ်အနည်းနဲ့ဘုရားဟောပြီးဖြစ်ပါတယ်နော်။အဲဒီဒုက္ခ၄ဒုက္ခတိတ်၃ဒိတ်ဣရဏနဲ့ပတ်တယ်လို့ညကတရားကြီးကဒုက္ခဆိုတာကဘာလဲတဲ့မေးနေတယ်နော်။ အဲ့ဒါသူများရိုက်တဲ့ဒုက္ခပေါ့ခုနော်ဒုက္ခဆိုတာကဒုက္ခပါဠိလိုမှနှစ်ခုနှစ်မျိုးနှစ်ဆန်းရှိတော့တရားရည်ကိုနှစ်မျိုးနှစ်မျိုးနှစ်ပုံနှစ်ပုံပုံပြီးတော့မေတ္တာဘောနီကိုဒုက္ခဘာဝမေတ္တာဘာဝနာဘောနီလို့ခေါ်ပါတယ်ဒီဒုက္ခဆိုတဲ့စကားလုံးလေးကိုပဲပါဠိပြအနေနဲ့ဒုက္ခဆိုပြီးဘာသာပြန်ကြတာနော်တရားရည်ကိုသုံးစုသုံးစုထားပြီးမေတ္တာဘောနီကိုတော့အဓိကမေတ္တာဘာဝနာဘောနီလို့ခေါ်တယ်အဲ့ဒီမေတ္တာဘောနီကိုတော့အဓိကဆိုတဲ့စကားလုံးလေးကို ပါဠိပြန်အနေနဲ့တိတ်ဆိုပြီးဘာသာပြန်တာဟိုကက်ဆက်တို့ဘာသုံးနေတဲ့တိတ်ကိုပြောလို့ရင်မဟုတ်ဘူးနော်အဲဒါဒုက္ခလည်းသူများရိုက်တဲ့ဒုက္ခမဟုတ်ဘူးဟုတ်လားကဲအဲဒီလိုပွားပြီးတဲ့အခါတရားရည်တဏ္ဍာမှာဖြစ်ပေါ်နေတဲ့ဆင်းရဲဒုက္ခဒီပယ်ရှားလို့တဲ့စိတ်ထားဖြင့်လည်းမေတ္တာပွားဖို့ကိုဖျားရှင်ညွှန်ကြတော့အဲဒီညွှန်ကြတဲ့အပိုင်းလေးမှာညကနည်းနည်းစခဲ့ပါပြီနော်နာပရောပရဏိကုပ္ပေထနာတိမိညေထာကထစီနာဂိဉ္စီ ဗျာရောတနာပရိကတိညာဉ္ညမညာတာဒုက္ခမိစ္ဆယပရောတပတ်တော်သူအခြားတယောက်တော်သူသည်ပရံတပတ်တော်သူအခြားတယောက်တော်သူကိုနန္ဒီကုပိဋ္ဌဇင်လေတမှုလှပခြင်းကိုမပြုပါစေလင်မကောင်းဘူးလားဒီကကြီးနော်တရဝတယောက်ကတရဝတယောက်အပေါ်မှာ စင်းလဲခြင်းလှက်ပတ်ခြင်းဒီမပြုတ်ကြပါစေနဲ့ဆိုပြီးတော့မေတ္တာပွားတဲ့မေတ္တာဘာဝနာတစ်ခုပဲဒီဘာဝနာလုပ်ငန်းဟာဘရဝါချင်းချင်းမိတင်းပြီးနေထိုင်ကြတဲ့အချိန်ခါမှာတူးနဲ့တူချမ်းချမ်းသာသာနေထိုင်ခြင်းကြတယ်ယွာတွေမှာအလုံးချမ်းချမ်းသာသာနေထိုင်ခြင်းကြတယ်ဆိုရင်ဒီယွာတွေမှာရှိနေတဲ့ပုဂ္ဂိုလ်တွေတူးနဲ့တူမလှက်ပတ်ပဲမလှက်ပတ်တဲ့စိတ်ထားလေးတွေရှိဖို့မလိုဘူးလားတို့ပါ ဓမြုပ်အတွင်မှာရှိတဲ့ပုဂ္ဂိုလ်တွေကခြံခြံသာသာနေထိုင်ကြတယ်ဆိုရင်သူနဲ့သူမလှဲ့ပတ်တဲ့စိတ်ထားလေးကြီးဖို့မလိုဘူးလားလိုအပ်နေတယ်။တိုင်းပြည်တစ်ပြည်အတွင်မှာရှိနေတဲ့လူတွေခြံခြံသာသာနေခြင်းကြတယ်ဆိုရင်ထိုတိုင်းပြည်အတွင်မှာရှိနေတဲ့ပုဂ္ဂိုလ်တွေဟာသူနဲ့သူလှဲ့ပတ်တဲ့စိတ်ထားလေးကြီးနေဖို့မလိုဘူးလားလိုအပ်ပါတယ်။တစ်ဖက်ကလည်းသူကိုယ်သူလှဲ့ပတ်လှဲ့ပတ်ခြင်းနဲ့တစ်ဖက်ကလည်းချမ်းသာခြင်းကြတယ်ဆိုရင်တော့ဖြစ်နိုင်ပါမလား။မဖြစ်နိုင်ဘူး။အကြောင်းတရားထင်ရှားရှိမှအကျိုးတရားပေါ်လာမယ်နော်။ဒါကြောင့် ပရောတဘာသောသူအခြားတယောက်သောသူသည်ပရံတဘာသောသူအခြားတယောက်သောသူကိုနာနီကိုပေထဆင်းလက်သမှုလက်ပါခြင်းကို မပြုပါစေလင်ဆင်းလက်သမှုလက်ပါခြင်းကို မပြုပါစေနဲ့ဆိုပြီးတော့တောင်းတတဲ့အနေနဲ့မေတ္တာပွားရနော်ကောင်းခြင်းဆင်းလက်ခြင်းဆိုတဲ့သဘောတရားကနော်ရဝတ္တဥကသရဝတ္တဥပေါ်မှာကောင်းခြင်းဆင်းလက်ပြီဆိုလို့ရှိရင်ဘာကြောင့်ကောင်းခြင်းဆင်းလက်တာ တတ္တဝတို့သည်ထို့အကောက်ကျင့်အစင်းလေခံရမယ်တတ္တဝအပေါ်နဲ့မေတ္တာကင်းနေလို့ကောက်ကျင့်စင်းလေတဲ့ဆိုလုပ်ငန်းရကိုပြုလုပ်အကဲကောက်ကျင့်စင်းလေမှုကိုမိမိကလှက်ပတ်မဲ့ပုဂ္ဂိုလ်တန်တန်၌ပုဂ္ဂိုလ်အပေါ်မှာမေတ္တာစိတ်ထားအပြည့်အဝရှိခဲ့ရင်ဒီပုဂ္ဂိုလ်အပေါ်မှာကောက်ကျင့်စင်းလေခြင်းဆိုတဲ့လုပ်ငန်းရပြုရပါမလားဘယ်လိုမှမပြုရဘူးမိဘနဲ့တန်သူမိကြီးပေါ့နော် သာသမီပေါ်မှာမေတ္တာအပြည့်အဝရှိနေပြီဆိုရင်မိဘကဒီသာသမီကိုလှက်ပတ်ဖို့ကောက်ကျင်ဆင်းတယ်ဖို့ဆိုတာဘယ်လိုမှမပြည့်ရဘူးနော်။ဒါကြောင့်အလှက်ပတ်ခံရသူကလည်းခုနကကောက်ကျင်ဆင်းနေနေတဲ့ပုဂ္ဂိုလ်ဟာငါ့ဘောတကယ်ကောက်ကျင်ဆင်းနေပြီဆိုလို့ချင်းတော့ဒီပုဂ္ဂိုလ်ပေါ်မှာမေတ္တာပြန်ပြီးထားနိုင်မှာတော့မလား။မထားနိုင်တော့ဘူး။ဒါကြောင့်နှစ်ဖက်လုံးမကောင်းတဲ့အကျိုးပဲ။သူလည်းမကောင်းကိုလည်းမကောင်းကောက်ကျင်ဆင်းနေခြင်းကြောင့်လည်းဖြစ်လေ တစ်ဖက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဘောကောက်ကျစ်ဓာတ်တွေကဆင်းလဲဓာတ်တွေကအမျိုးမျိုးရှိပါတယ်ခင်းဆင်းလဲတို့အလိုပြားဆင်းလဲတို့ဝေးဆင်းလဲတို့စသည်ဖြင့်ဟုတ်တယ်မလားဝေးတူလောက်ပြီးတော့တစ်ခုနဲ့တူနဲ့တူလှက်ပတ်တယ်အလေးတွေမှန်မှန်ကန်ကန်မရောက်ပဲနဲ့ခင်းဆင်းလဲလောက်ပြီးတော့လှက်ပတ်ကြတယ်တောင်းနေမှန်မှန်ကန်ကန်မလောက်ခဲနဲ့တောင်းဆင်းလဲပေါ့ဟိုဆန်လေးချင်းလိုက်တယ်ပြီးတော့ခိုးထားတယ်တပြေးမပြေးဘူးစသည်ဖြင့်ဒီလိုပေါ့တောင်းနေနဲ့အချင်းတွေမမှန်မကန်ပဲနဲ့တူကိုတူရောင်းချကြတယ် ရောင်းချတဲ့ပုဂ္ဂိုလ်ကဝယ်မဲ့ပုဂ္ဂိုလ်ပေါ်မှာမေတ္တာရှိလို့လားမရှိလို့လားလို့မေးဖြစ်နေပြီ။မေတ္တာမရှိလို့ပဲ။အဲ့ဒီစိတ်ဓာတ်ကြီးရှိနေကြရင်ဒုနဲ့ဒုချမ်းသာပါတော့မလား။မချမ်းသာဘူး။ဘုဘကအလှပခံရတဲ့ပုဂ္ဂိုလ်ဘက်ကလည်းပြန်ကြည့်လိုက်မယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာငါ့ကိုအလေးမမှန်တောင်းမမှန်မဲနဲ့ရောင်းရလိမ့်ချင်းဆိုပြီးတော့ဒီပုဂ္ဂိုလ်ပေါ်မှာမေတ္တာပြန်ထားလို့ရအောင်မလား။မရတော့ဘူး။ဒါကြောင့်ဒုနဲ့ဒုဒီလှပခြင်းဆိုတဲ့လုံငန်းရက်ဒီဒုနဲ့ဒုမေတ္တာပြပြတဲ့လုံငန်းရက်ဖြစ်လို့ သရဝတယောက်ဒီသရဝတယောက်အပေါ်နဲ့လှက်ပါခြင်းမပြုပါခြင်းနဲ့လို့ဒီလိုအနေနဲ့မေတ္တာပွားခဲ့ရင်လည်းမေတ္တာဉာဏ်ရရှိနိုင်တယ်လို့ဒီလိုသိစေလို့ဘုရားရှင်ကညွှန်ကြားနေတယ်နော်တစ်ချက်နောက်တစ်ခုကကတ္တစီတစုံတစ်ခုသောအရာ၌ဝဘေယမမဆိုပြင်စီတစုံတယောက်သောနံထိုးသူဘကိုနာဒီမင်းကြီးထမှန်ထောင်းသမှုမတိမဲ့မြင်မပြုပါစေလင် ဘယ်နေရာမှာမဆိုမြည်သည့်တ ত্ত্ব ဝါဒီစုံတယောက်အပေါ်ကိုမှမန်းထောင်တမှုမထင်မဲ့မြင်မပြုတ်ပါသေးနဲ့ဘဒ္ဒဝရီတူးနဲ့တူးမမနသိကြည့်ကြတချို့ကအထင်သိသေးတယ်ပေါ့နော်အထင်သေးလိုက်တဲ့အတွက်တကုကတဦးဘုံမှာအထင်သေးလာပြီဆိုရင်တော့ဘာဖြစ်တတ်လဲညောကျင်နာတွေကိုဖက်ခနဲ့လွယ်လွယ်လေးနဲ့ပြုတ်တတ်အရေးမဆိုင်ဘူးဘာအရေးဆိုင်ချင်ရှိလဲ ီကောင်းမငါပါရေးစိတ်တယ်ဒီကောင်းငါပါရေးစိတ်တယ်ဟောဒီစိတ်ထားတွေပေါ်လာအဲ့ဒီစိတ်ထားတွေဒုနဲ့ဒုပေါ်နေပြီဆိုလို့ချင်းဒီတရားတွေအချင်းချင်းချမ်းချမ်းသာသာနေထိုင်လို့ရပါတော့မလားရတော့ဘူးတို့ဥကိုတို့အထင်သေးတာထုံးလေးတစ်ခုကြည့်ပေါ့အားလုံးကြောက်ကြတယ်ဒီလုံးခက်ပါလေထွန်းစားခဲ့တဲ့မှာသားလေးတွေမွေးဖွားထားတော့ဘုရားလုံးရှင်မင်းလာတဲ့အချိန်ခါမှာဝန်ချပြီးတောင်းပန်ကြတော့ဒီတန်းငယ်လေးတွေနဲ့သူ့ကိုနင်းပြီးမသွားဘူး ပြန်လုံးစင်မြင်ကခွပြီးမတရပေးထားတယ်။တခြားစင်တွေသွားရှေ့သွားကြဒီနေရာမလာနဲ့အားလုံးမောင်းထုတ်ပြီးမေတ္တာထားကြ။ဒါပြီးနဲ့ပြောတော့တယ်နောက်မှာတော့ဆင်းတကောင်လာလေ။ဒီဆင်းကတော့အရှင်ဒီဝရအလုံးဖြစ်ပါလေ။တို့ရဲ့ပြောဆိုဆုံးမချက်ကိုသူကမနာယူတဲ့ဆင်းဖြစ်တယ်။သင်လာရင်တော့သူ့ကိုသင်တော့သင်ကိုယ်တိုင်တောင်းမှမပြီးတော့တို့တော့ပြောလို့မရတဲ့ဆင်းဖြစ်တယ်။လွန်သွားပြီ။ဆင်းဒီဝရအလုံးဆင်းလာတော့ဝန်ချပြီးတောင်းမှတယ်။တောင်းမှတော့တောင်းမှတယ် အတိုင်းမတည်ဘူးနင်းတို့ဘာဖြစ်လဲဆိုကြိတ်ခေပြီးနင်းချလိုက်တာတန်းငယ်ကလေးအလုံးပြီးသွားပြီးသွားလိုက်တဲ့အခါကျတော့ဘာဖြစ်လာလဲအလုံးကြောက်ဘူးတဲ့အတိုင်းသူကဒီဒီလုံးငယ်မှလေးကကြီးနေလဲမိတ်ဆွေဖက်ထားတယ်ညင်းနေလဲမိတ်ဆွေဖက်ထားတယ်ဖားနေလဲမိတ်ဆွေဖက်ထားတယ်ဖွင့်ထားတဲ့အချိန်ခါကျတော့ကြီးကိုသွားပြီးတော့ဒီစင်အိတ်နေတော့မျက်လုံးကိုဖောက်ဖို့အကူကြီးတောင်းတယ်ကြီးကဒီစင်အိတ်နေတော့မျက်လုံးဖောက်ပြလိုက်တယ် ်မျိုးလုံးကသွေးတွေထွက်နေတဲ့အချိန်ကမှရင်ကောင်ကိုအကူကြီးတောင်းထားတဲ့ရင်ကောင်ကယင်ကြီးဥတွေသွားချပြီးလိုက်ကိုယ်လောက်တည်းတွဲလာပြီးမျိုးလုံးနှလုံးကမ်းပြီးကမ်းလိုက်တဲ့အချိန်ကမှဖားကိုမိခွေထားတော့ဖားကတောင်ထိပ်ကနေယင်ကြီးတဲ့ပုံစံနဲ့អော်ပြတောင်ထိပ်ယင်ကြီးရည်ရည်ဆိုတက်သွားပြီးတောင်အောင်ဆင်းပြီးတခါអော်တော့တောင်ကြောက်ထဲကြပြီးပြေးရတယ်ရဝတ္တဥဒီလုံးခက်မှလေးဘလို့မလေးစားလောက်ပါဘူးဆိုပြီးအထင်သေးလိုက်တဲ့အတွက်ပြည့်စည်မသွားဘူးလားပြည့်စည်သွားတယ် ်သို့တော့ဒါဒီလုံးကမှဘက်ကကောနှောင်းဒီလုံးမကောင်းမှုလို့ဆိုတော့သူ့မှာအကျိုးမရနိုင်တော့ရပါမယ်ခင်းဒီဝတ္အလုံးမကလို့ဘယ်လိုအလုံးမဖြစ်ဖြစ်ပေါ့ဒီလိုပန္နတိပါဒကံစတဲ့ကံတွေကိုစီမံခံခွဲပြီးတော့ခုလိုစီစဉ်တကြစနစ်တကြလုပ်နေဒီပန္နတိပါဒကံမျိုးဒီအမှန်တန်အကောင်းတဲ့ကံမျိုးဖြစ်တတ်ပါတယ်ဒီစင်ကြီးတကောင်တတ်တဲ့လုပ်ငန်းဒီလုံငန်းမှာအနေနဲ့ဆင်းရဲကောင်တတ်တယ်ဆိုတဲ့လုပ်ငန်းကိုတော်တော်လေးကြိုးစားယူရတဲ့အပိုင်းကြီးမမပါဘူးလား ဆုံးဖြတ်ချက်ချပြီးကြိုးစားတဲ့အချိန်ကနေသေတဲ့အချိန်ထိဘာဏနိပါဒကံလို့ခေါ်ဆိုတဲ့ဒေါသဥဆောင်နေတဲ့အကုသိုလ်စိတ်ကလေးတွေရောဝိသိစိတ်အစဉ်ဘောဘလောက်ဖြစ်မလဲမကြီးမတွက်ထိုင်အောင်ဖြစ်အဲ့ဒီမကြီးမတွက်နေအောင်ဖြစ်သွားတဲ့ဒီဇောဝိသိစိတ်အစဉ်နေတဲ့မှာအင်းအာပြေဝခဲ့မယ်ဆိုရင်ဇောစိတ်တစ်ခုတစ်ခုဒီဘဝတစ်ခုကိုပြိတန်ဒီအကျိုးပေးနိုင်တဲ့စွမ်းအားရှိဘယ်ပုံမှာသွားပြီးပြိတန်ဒီပေးမလဲလို့မေးတော့ဒီဇောစိတ်လေးကမကောင်းတဲ့ အပေလေးဘုံမှန်သွားပြီပြိတ္တန်ဒီပြင်မယ်အထုသူဖြစ်ငြိမ်းပါပြိတ္တန်ဒီပြင်ပြီးတော့ဒီသင်ကြီးဒီကောင်ကိုတတ်ဖို့ရန်အတွက်ကြိုးစားအထုနေရတယ်တလတ်လောက်ကြားတယ်ပဲထားပါတော့နမူလာတလတ်ဆိုတဲ့ရပိုင်းအတွက်မှာသူ့မှာကြံစီစေကုပြီတကယ်ရင်ဆုံးဖြတ်ချက်နဲ့ကြိုးစားအထုနေလိုက်တဲ့အတွက်ဇာဘရအကုသိုလ်ကံကြီးဖြစ်တဲ့ဒုက္ခအဲ့ဒီကနေတကယ်သေးတော့ပါဏိတိပါဒအကုသိုလ်ကံကြီးဖြစ်တယ်ဒီအကုသိုလ်ကံကြီးဒီတလတ်ဆိုတဲ့ရ30အတွင်းလောက်မှာ ြစ်ပေါ်သွားတဲ့ဇောဝိထိစိတ်အစဉ်ပေါ်သည်မရင်မတွက်နိုင်အောင်များလျော်စိတ်အစိတ်တခုတခုဇောတခုတခုသည်ဘဝတခုတခုကိုပြိတ္တန်ဤအကျိုးပေးနေနေစဉ်အပေမှန်နေရမယ်ပြိတ္တန်ဤနေရမယ်အကျဉ်းပေါင်းဘလောက်များသွားတယ်မရင်မတွက်နိုင်အောင်များတခန့်ရှင်ဒီပြတ်အလောင်းဘက်ကနေပြန်ကြည့်လိုက်ပြန်တော့လေသေးငယ်နဲ့ဒီဒီလုံးငှက်ကလေးတွေကိုခြေထောက်နဲ့နင်းချပြီးတက်ပလိုက်တဲ့အတွက်သူ့မှာလည်းပရိနိဗ္ဗာန်ကနေအကျဉ်းများစွာဖြစ်ခဲ့ပါတယ်နော် ဒါကဒီဒီလုံးနဲ့နဲ့ဆက်ဆက်တဲ့ကံကိုယ်သာရွေးချယ်ပြီးပြောနေခြင်းဖြစ်ရှင်ဒီဝရလောင်စင်မှာတခြားတခြားအကုသိုလ်ကံတွေလည်းမြတ်စွာဘုရားရှိနေပါသေးတယ်ဒီအကုသိုလ်ကံတွေကလည်းအကုန်လုံးသူ့ကိုအပဲပို့ဆောင်ပေးမှဖြစ်တော့နှစ်ဖက်လုံးမှာအကျိုးရှိတဲ့လုပ်ငန်းဟုတ်လားမဟုတ်ဘူးဒါဆိုတဥ္ကိုတဥ္ဘယ်တော့မှအထင်မသိကြစမ်းပါတခန်းတရံတချို့တချို့တရားရီမှာဘုရင်တို့လောကတိတ္တမထေရကြီးပေါ့တင်္ဂယောမလူဖြစ်ခဲ့ရတဲ့ပုဂ္ဂိုလ်တူမှန်တယ် သူမွေးလာတဲ့ကတင်္ဂရွာတရားလုံးနဲ့ဆင်းရဲဒုက္ခရောက်ကြတာလေမှန်တယ်။နောက်ဆုံးဒုရွာမှာတော့လူရုပ်တယောက်တော့ရောက်လာပြီဆိုပြီးတော့မဲချပြီးတော့ရွာကိုထချမ်းခွဲလိုက်တဲ့ကသူခွသူပါတဲ့ပဲအကုန်လုံးငတ်ကြတယ်။နောက်ဆုံးသူတိအိမ်ကျန်တယ်။ခုနှစ်နှစ်သားအရွယ်ကျတော့မိဘတွေကမတက်နိုင်လို့ဘာလုပ်တယ်လဲ။လက်ထက်ခွဲကလေးတစ်ခုထည့်ပြီးတော့ကဲငါသားတောင်းစားပြီးတော့ဆိုအင်းကကိုမောင်းချလိုက်။ခွဲလဲဆိုပြီးဒီတောင်းစားနေတဲ့ပုဂ္ဂိုလ်တယောက်ကိုအထင်သေးလို့ရပါဘူး။မရဘူး။ဘာဖြစ်လို့ ဒီနောက်တော့ခொနည်းသားအရွယ်လေးပဲဆိုပြီးတော့အထင်သေးပြီးခွက်လဲကျွဲခွက်လဲဆွဲပြီးတောင်းစားနေတယ်ခွက်ဆုပ်ကလေးလဲဆွဲပြီးတောင်းစားနေလို့ငန့်ပြန်နေတယ်ဒီကောင်းတကောင်းကသူကအထင်သေးလိုက်ရင်ဒီကောင်းမှသူ့မှာပါရီပါနေဒီဟန်နဖြစ်နေတဲ့ပါရမီမျိုးစီကောင်းကြီးကိုပါနေပါတယ်ဒါကသူတော်ကောင်းကြီးကတော့မြင်ကြတယ်အထင်မသေးဘူးရှင်သာတိဘုရားကြီးကကြည့်ပြီးတနာလို့သာသနာ့ဘုံဝင်အောင်ပြီးရှင်ရံပြုတ်ဖို့ရှင်ပြုတ်ပြလိုက်ရှင်ပြုတ်ပြီးတဲ့အချိန်ခါမှလည်း ရိုးရိုးသေးသေးလေးလေးဆက်ဆက်နဲ့ဒီကလေးသူငယ်လေးကိုတရားဘာဝနာတွေသင်ကြားပြတတ်ဆူဆူမှပြီးတရားဘာဝနာတွေအထုလိုက်တာပါရမီအရှင်ဝါရီကရှိခဲ့တော့ကတ္တဗဗျာသာသနာတော်မှာအနိစ္စဆုံးနှစ်တန်းအနှစ်နှစ်သုံးလောက်သီလတမန်ဒီပညာတိခါသုံးရအကျင့်မြတ်လေးကိုကျင့်ခဲ့တဲ့ပါရမီအရှင်ဝါရီကရှိနေတော့ဉာဏ်နဲ့ဖြစ်တော့ရောက်ပြီးပါပါတယ်။ဒါကြောင့်ဒီတရားသားဆိုပြီးတော့ခွတ်ဆုပ်ကလေးနဲ့တောင်းစားနေတဲ့တရားသားပဲလို့သူအထင်သေးလို့ဖြစ်မှာမဖြစ်သင့်ဘူးလူတွေဟာ ခဏခေတ္တတွေ့ရတဲ့အပေါ်ရန်အသွင်ပြင်းလေးကိုကြည့်ကြည့်တော့ဒုနဲ့ဒုကိုဆုံးဖြတ်ချက်ဖြတ်ချက်ရတာအတွေ့မှာနော်အတွေ့မှာဘာရမီမျိုးစင်တက်ခန္ဒီကသူကဒီဘက်မှာသူဆင်းရဲခဲ့တယ်မှန်တယ်ဘာကြောင့်သူဆင်းရဲတယ်ဆိုတော့သူအကြောင်းလေးရှိဒီဘက်မှာသူချမ်းသာတာမှန်တယ်ဘာကြောင့်သူချမ်းသာရလဲဆိုတော့အကြောင်းလေးတွေမရှိဘူးသူကမမှုနန္ဒတခုကြည့်ပေါ့အရှင်ဥပါလိအလောင်းလောကတဏ္ဍာန်ဘက်ကမျက်လုံးအနေနဲ့ကြည့်ရင်တော့သူကကြုံမရတဲ့တတ်တူပဲ ကျွမ်းမတတ္တယောက်ဖြစ်နေပြီးတော့သာသနာ့ဘဝရောက်ပြီးရှင်ရပြလိုက်တော့ယဟန်နဲ့ဖြစ်တဲ့ဝိနည်းယမဒီတိရသွားထိတ်တန်းသာသနာတော်မှာထိတ်တန်းပုဂ္ဂိုလ်တူဖြစ်သွားတယ်လောကမျက်လုံးဘက်ကကျင်ဒီကျွမ်းမတတ္တယောက်ကိုလောကအနေနဲ့အထင်မသိကြဘူးလားသိကြတာပဲအသုံးချလို့ရမှာမရဘူးလားကျွမ်းမတာကျွမ်းကကျွမ်းမကမွေးလို့ရှင်အေးအဲ့ဒီကျွမ်းရှင်ကနေပြီးတော့တဏှာရင်ပဲတဏှာပဲမတဏှာရင်ကျွမ်းမရင်တာကျွမ်းမဲ့ဆက်ပြီးဖြစ်ရတယ်သူတို့ရဲ့ဒါရှေ့ခေတ်ငင်းကြီးပုံရဘူး ဒီကျွန်တရားကိုအထင်သွားသိလိုက်လို့မရှိဘူးသူ့မှာအရတ္တဖို့မျိုးစိဝိနည်းရမဣရိယရမမျိုးစိလေးကိုဘာလာတယ်ဘာကြောင့်သူကဒီလောက်ဆောင်ကြုံရှိရသူရဲ့အတိတ်ကြောင်းလေးတွေပြန်ကြည့်လိုက်သူကဘဝတစ်ခုမှာမာနကြီးခဲ့တယ်တစ်ဖက်သက်အထင်သေးခဲ့ဟုတ်မာနရင်းကြီးပြီးတစ်ဖက်သက်ကိုအထင်သေးခဲ့တဲ့အတွက်ဒီကံတွေကဝိုင်းရံပြီးတော့ပြုစုပြုထောင်ထားတဲ့ဒီမာနအထင်သေးတဲ့ မာနချမ်းချမ်းထားတဲ့စိတ်ထားတွေနဲ့ကံဒီကိုပြုစုပြုထောင်ခဲ့တဲ့အတွက်ဒီကံဒီကအကျိုးပေးတဲ့အခါသူကအထင်သေးခံရတဲ့ဘဝကိုပြန်ရောက်ရှိရမယ်။ဟုတ်။ကံကံရဲ့အကျိုးကိုတတ်သိနားလည်မယ်ဆိုရင်ဒဝါရီဟာဆင်းရဲသည်ဖြစ်စေ၊ဆန္ဒလိဖြစ်စေ၊ဒုဒတုအကံမေတ္တာ၊ဝစီကံမေတ္တာ၊မနောကံမေတ္တာလေးတွေနဲ့ကုလူဆက်ဆံပြီးနေထိုင်ကြမယ်ဆိုရင်ဒီဒဝါရီမချမ်းသာဘူးလား။ချမ်းသာနေကြမယ်။တစ်ဖက်ကချမ်းသာကိုတော့အလိုရှိတဲ့တစ်ဖက်က မေတ္တာထားရမယ်စိတ်ထားလေးတွေပြည့်ပြည့်နေကြမယ်ဆိုရင်တော့ဒီချမ်းသာမှုဒုက္ခလေးတွေရနိုင်ပါတော့မယ်ရနိုင်ဘူးနော်ဒါကြောင့်ဦးဇင်းတို့ဒါဘာဒီချမ်းသာရေးအတွက်ဘယ်သူကြိုးစားရမလဲလို့ဘုရင်ဘုလို့ဖြေဘူးဒါဘာဒီကြိုးစားရမှာလဲဘာကြိုးစားရဒီမေတ္တာဘာဝနာကမ္မထံကြိုးစားကြရနော်တော်မလားတဦးနဲ့တူအဲ့ဒီလိုအထင်သေးတဲ့လုပ်ငန်းဟာအမှန်တမ်းမကောင်းတဲ့အလုပ်ပဲဒါကြောင့်ဦးဇင်းတခါတလေကြည်စမ်းကြည့်တယ်ဒါဘာလေးတွေ မလင်းဒီနဲ့ငါနဲ့တန်သလားဒီနုံနဲ့ငါနဲ့တန်သလားဒီစိတ်ထားလေးတွေကလူတော့ကမှာတော်ခံပြမြရှိခဲ့ဒီနုံကသူအဖက်လုံးလေးပဲနဲ့ဒီနုံနဲ့သူနဲ့တန်တာမဟုတ်ဘူးဟောခုနကကြည့်ဖို့ဒီလိုစိတ်ထားထားချင်မယ်ဆိုလို့ရှိရင်လောကတိတ်တာမထီလို့လို့ပုဂ္ဂိုလ်တွေဉာဏ်နဲ့ဖြစ်ပါတော့နော်ဖြစ်နေဘူးနောက်တစ်ခုသူနိဒမထီလူလောကမျက်လုံးကကကြည့်ရင်အထင်သေးစရာဘယ်လိုအထင်သေးစရာသူက ရန်စကြိုမြို့ရဲ့နောက်ခွေးလမ်းကျမှာအင်းရှိလမ်းကျတောင်သူကသွားရတဲ့ပုဂ္ဂိုလ်သားမဟုတ်ဘူး။ရန်စကြိုမြို့ရဲ့နောက်ခွေးလမ်းကျဆိုတော့အခုဒကာကြီးဒကာကြီးတွေရန်ကုန်တို့လိုမြို့တွေမှာနောက်ခွေးလမ်းကျတွေရှိတယ်ပေါ့။ဒီနောက်ခွေးလမ်းကျမှာဝင်ပြီးအလုပ်လုပ်တဲ့ပုဂ္ဂိုလ်ကဘာလုပ်တာလဲ။မိန်းလမ်းကျုံညာတာပဲ။ဟုတ်တယ်မလား။ရှင်းတုံးကမိန်းလမ်းကျုံတာတွေကအခုလိုခင့်မိတဲ့ပုံစံတော့သိရှိဖို့မရသေးဘူး။ဒါပေမဲ့သူကဆိုင်တဲ့ဘုန်းနဲ့ထိုင်ရတယ် ိုင်းဒီဘုန်းနဲ့မိန်းလာရင်ကျုံပြီးတော့ခန်းပြီးတော့ကျုံနေရတဲ့ဒီယောက်ျားတူဦးကိုဒီနေ့လောကဘုရားရှင်ကမာကရုဏာတော်သမဘဝင်စားပြီးနန္ဒမိုးတော်ထပ်ကြည့်လိုက်တော့သူဏိဒအလောင်းလျာကြီးညာဝမှာညာကွင်းထက်မှာလာထင်းတော့ဆက်လက်ကြည့်လိုက်တော့ဒီပုဂ္ဂိုလ်ဒီအရတမေအရတပုဂ္ဂိုလ်ရတော့မဲ့ပုဂ္ဂိုလ်ပဲဆိုတာကိုညာနဲ့မြင်လာတော့ဘုရားရှင်တို့ရဲ့မာကရုဏာတော်လှုံ့ဆော်ခြင်းအရာဒီနောက်ခွေးလမ်းကြောင်ကိုယဟန်တန်ကအမြဲခြံရောက်ပြီးတော့ဆက်မှန်ပြောက်ပြည့်တယ်သူနဲ့ဆုံရင်းနဲ့သူနဲ့ဆုံရင်း ဘယ်သူမှဆုံးလုံးတာမလုံးတာကိုလှည့်ပြီးကြည့်နေဖို့ဘလို့ဒီတော်ဘာတယောက်ခြေချိုးရဲ့အတွက်ညံတန်ကအပေါင်းဆံရံပြီးတော့ဘုရားရှင်ကနောက်ခွေးလမ်းကြံကြွတ်ဘုရားနဲ့ရင်ဆိုင်တိုးလိုက်တော့သူကရှောင်းပြလမ်းကလည်းကျင်းနေတယ်ရှောင်းပြလမ်းမရှိဘူးသူထမ်းလာတာကလည်းမစင်းနေထက်ပြီးထမ်းလာတဲ့ဆိုင်ကဘုဖြစ်နေဘုရားရှင်နဲ့လည်းပပင်းလာဆုံးနေပြီဘယ်လို့မှရှောင်းလို့မရဘူးရှောင်းလို့မရတဲ့အခါကျတော့မလုပ်ဘူးလေဆိုင်ကဘုလေးကပြန်ချပြီးတော့ဘေးထန်းတိုက်နိုင်ရန်နိုင်ရန်လေးတစ်ခုဘေးကပ်ပြီးတော့မတ်တက်ရပြီးလက်အုပ်ချပြီးဒီလိုပဲနေရတော့ ဘုရားရှင်နဲ့သူ့ရဲ့ကြမ်းမှာကြည့်လိုက်လို့ချင်းမစင်းနေထဲထားတဲ့ဆင်းရဲဘုရားရှိဘုရားရှင်တို့ရဲ့မဟာကရုဏာတော်အရာတစ်ဖက်သားကိုအထင်သာသိမယ်ဆိုလို့ချင်းဒီနေရာမှာဒီတော်ဘာကျုပ်ဖို့ဘယ်လိုမှမဖြစ်ဘူးကရုဏာတော်ရဲ့လှုပ်ဆောင်ချက်အရာဘုရားရှင်ကဒီမဟာကရုဏာတော်တက်တည်နေသူဏိတာဆိုပြီးခန့်ခေါ်လိုက်တော့ဝန်တာလိုက်တာဘာဖြစ်လို့ဝန်တာ ဒီလောကလုံးမှာအတားဆုံးအမြတ်ဆုံးအဖြစ်အတိမှအပြုခံရတဲ့ပုဂ္ဂိုလ်တို့ကမိမိလိုဒီလောက်အဆင့်နှိမ့်နေတဲ့ပုဂ္ဂိုလ်တို့ကိုနာမည်လေးနဲ့ချိုးချိုးထားထားလာခေါ်လိုက်ပြီဆိုရင်ဘယ်လိုနည်းလဲသိဝန်တာတယ်သိဝန်တာအခင်သေးကိုသိမကောင်းဘူးနော်အခင်သေးတဲ့စိတ်ထားနဲ့တဖက်သားကိုခေါ်လိုက်တာတဖက်သားနာကြားလိုက်လို့ချင်းဘာဖြစ်သွားလဲအဲ့ဒါတော့တင်စားပြောရတဲ့တူတယ်နားရမှာတော့တော်တော်စွဝင်သွားလိမ့်မယ်ထင်တယ်နော်ခိုးဘက်ကတဖက်ကမပြောတာလို့သာမပြောလိုက်ရတဲ့စိတ်ထဲမှာရစ်ဆက်လိုက်တာဆိုတဲ့စိတ်ကြီးအများကြီးဖြစ်သွားနေတယ် ချမ်းသာဖို့ရပါမလားမရဘူးမိမိရဲ့ဝစီကံလေးကြောင့်တစ်ဖက်သားချမ်းသာတာနဲ့မိမိရဲ့ဝစီကံကြောင့်တစ်ဖက်သားစိတ်ထိတ်ခိုက်သွားတာဘယ်နဲ့ပုံကောင်းလဲချမ်းသာတယ်ပုံကောင်းပါလေတစ်ဖက်သားချမ်းသာတာကိုမြင်းမြင်းနဲ့စိတ်ထားသည်သူတော်ကောင်းတို့ရဲ့စိတ်ထားပါသူတော်လူယုံလူညံ့တွေရဲ့စိတ်ထားမျိုးမဟုတ်ပါဘူးနော်ဒါကြောင့်ဒီသူဏိတကိုဘုရားရှင်ကမာကရုဏာတော်အတန်လေးနဲ့ခေါ်လိုက်တဲ့အခါဝန်တလိုက်တာဝန်တတော်ဘာလို့မှမသိဘူးဘုရားဆိုပြီးထူရတာပေါ့ သင်ရှင်ဟံမပြုတ်ကျင်ဘူးလားဆိုပြီးတော့အမင်းရှိတတိတော်ရှင်ဟံပြုတ်ကျင်ပါလေဟောလွယ်လွယ်လေးပဲလွယ်လွယ်လေးပဲကျွတ်မဲ့ပုဂ္ဂိုလ်များမကျွတ်မဲ့ပုဂ္ဂိုလ်ကြတော့ဘုန်းကြီးကနေပြီးတော့ဗနဲ့နဲ့တကယ်ကြီးတွေဘုန်းကြီးဝင်မလားမေးလိုက်ရင်ဘာပြောလဲသွားလေးဖြဲပြနေပြီဝင်မလဲမပြောဘူးမဟုတ်ဘူးလည်းမပြောဘူးဗနဲ့တော့ဒီလားချင်းဝင်မလားမေးလိုက်လေသွားလေးဖြဲပြဟုတ်တယ်မလားပုံစံကပုံစံကသူကကျွတ်မဲ့ပုဂ္ဂိုလ်ကြတော့ဝင်ချင်တယ်ဗျာတတိတော်ဝင်ချင်တယ်မြတ်စွာဘုရားအင်းဘေးကိုခေါ်လိုက် ဝါ၆၀ရောက်ပြီးမထေကြီးကဲ့သို့ပြိခရာရှိပါအစုံလင်းဖြင့်ဝတ်ဆင်ထပ်ပြီးဖြစ်သွားတယ်။ဘုရားရှင်ရဲ့နောက်တော်ဘက်ကနေယဟန်တန်ကအပေါင်းနဲ့ခြံရပြီးလိုက်သွားတယ်။ဘုရားရှင်ဓမ္မကမ္မထာနဲ့ယုံပြီးကမ္မထာဘာဝနာစီးပွားလိုက်တာမကြခင်ယဟန်တန်ဖြစ်သွားတော့။နတ်တွေမြမတွေကနေပြီးတော့ဒီသုဏိတမထေကိုလာပြီးတော့ရှင်ခိုးဖို့ပြုပူဇော်ကြတယ်။မိန်လာကျုံတဲ့ကလဟာ တနည်းအားဖြင့်ပြောလိုက်တော့နတ်ဗြဟ္မာရီရဲ့ရှေခိုးခံရတဲ့ပုဂ္ဂိုလ်ပူဇော်ခံရတဲ့ပုဂ္ဂိုလ်မဖြစ်ဘူးလားနမောတေပုရိသအရှင်ညနမောတေပုရိသုတ္တမသတိဖြင့်လာပြီးနတ်ဒီဗြဟ္မာရီအရှင်ခိုးကြတယ်။ယောက်ျားအာသနီဖြစ်တော်မူပါပြီတော့အရှင်ဖျက်အရှင်ဖျက်ကိုတပည့်တော်ရှင်ခိုးပါတယ်။ယောက်ျားမြတ်ဖြစ်တော်မူသောအရှင်ဖျက်အရှင်ဖျက်ကိုတပည့်တော်ရှင်ခိုးပါတယ်။အရှင်ဘုရားဒီလောကမှာအမတန်အောင်းနှိုင်ခဲ့တဲ့ကိလေသာစစ်ပွဲကို အောင်တော်မူတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ဖြစ်တော်မူပါတယ်ဆိုပြီးတော့သင်ခိုးကြအဲ့တော့ဒီမှာလဲပုရိသဇေညဆိုပြီးသုံးထားတယ်ယောက်ျားအာဇာနည်ဖြစ်တော်မူပါပြီတော့အရှင်ဘုရားဆိုပြီးဒီလိုခေါ်ထားတယ်